ကဲဒီတခါ curing time ရဲ့အခြေအနေလေးကိုပြောပါမယ် core process ကိုတလောလုံးကလုပ်ထားတယ် core process ရဲ့ curing time အခြေအနေလေးကိုပြောပြမယ်နော်အခုသူတို့ကိုလုပ်ထားတာကကျမကຫນွေရာဒီမှာလုပ်ထားအဲ့ဒါကြောင့်ရက်30လောက်နဲ့ထားလို့ရတယ်ရက်30လောက်ထားပြီးတော့မှ curing time ကိုရ30လောက်ထားပြီးတော့မှသုံးလို့ရတဲ့အခြေအနေဖြစ်နေပါပြီ။အဲ့တော့ရ30ထားတော့ဘာဖြစ်လဲဆိုတော့ဒီဆက်ပြာလေးတွေလှမ်းတဲ့နေရာလေးကလေဝင်ထွက်ကောင်းရမယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့လေဝင်ထွက်ကောင်းတယ်လေတိုက်တဲ့နေရာဖြစ်တယ်။ဒါပေမဲ့ဖုံတက်တယ်ဖုံတက်တယ်ကျွန်မထားတဲ့နေရာဒီဆက်ပြာလေးထားတဲ့နေရာကလေတိုက်တဲ့ခါကျတော့ဖုံတက်ပါတယ်။ ဲ့တော့အခုဒီဟာလေးတွေကဖုံတက်ဒီဘေးကဘေးကတော့ဖုံသိမ့်မတက်ဘူးအချင်းချင်းကတ်ထားတဲ့ခါကျတော့ဘေးသားလေးကဖုံမတက်ဘူးအပေါ်ရန်လေးကဖုံတက်နေတယ်အဲ့ဖုံတက်တာလေးရဲ့အပေါ်ရန်လေးဖုံတက်နေတာရဲ့ဘေးလေးတွေမှာလည်းဖုံကနည်းနည်းလေးတော့ရှိရဲ့နော်အဲ့ဒါလေးတွေကိုကျမကရေနဲ့ဆေးပြပါမယ်နော်အဲ့တော့ဖုံတက်တဲ့ဆက်ပြလေးတွေကိုရေနဲ့ဆေးလို့ရတယ်ဆိုတာကိုပြပါမယ်။ရေနဲ့ဆေးလိုက်တဲ့ခါကျအယောင်လေးပူပြောင်သွားတယ်နော်။ ွက်ထဲမှာရေတန်းတန်းလေးထည့်ပါမယ်။ပြီးတော့ဒုံချင်းလေးစေးပါမယ်။စေးပြီးတော့မှစစ်ပါမယ်။ရေတန်းတန်းလေးထားပါမယ်နော်။ဇလုံထဲမှာရေတန်းတန်းလေးထည့်ပါမယ်။ပြီးတော့စပြလေးတွေကိုတဒုံချင်းစေးပါမယ်။စေးပြီးတော့မှစစ်ပါမယ်။စစ်ပြီးတော့ကိုအိမ်မှာရှိတဲ့ခြည်သားအဝတ်ကလေးခြည်သားအဝတ်ကလေးတွေမှာတင်ပြီးတော့မှရေစစ်ပါမယ်။ရေကိုစုပ်ပါမယ်။ အဲ့တော့ဒါလေးကမျက်နှာသစ်ဆက်ပြန်လေးပါကိုးတုံးရှိတယ်ငါးတုံးလုတ်ပြပါမယ်လေးတုံးကိုမလုတ်ပဲနဲထားကြည့်အောင်မယ်နော်သူတို့ရဲ့မတူညီတဲ့ဌာနချက်ကလေးတွေကြည့်ရအောင်နော် ဒီလောက်လေးပဲစီးမယ်တော်ပြီပြီးတော့ရေးစစ်ထားပါမယ်ဖုန်နေမှုန်နေမရှိတော့ရရပြီနော် ေးတွေကနည်းနည်းသက်ဆက်ပြလေးနော်ဒါကခနာကိုသုံးတဲ့ဆက်ပြလေးတွေပါဒါလေးလည်းရေစစ်ပါမယ်ဒါလေးတွေကဘောလီစုပ်လေးတွေပါဒါလေးတွေလည်းရေစစ်ပါမယ်သူ့မှာဖုံလေးတွေကန်နေเนาะအဲ့ဒါလေးတွေကိုရေနဲ့ထည့်ရှားပေးပါမယ် ကျွန်မအကုန်မလုပ်ဘူးเนาะ difference ကိုပြကြင်လို့ပါเยี่ยมซีเบเน่ท้าได้อตงลีดิชื่อเนาะอะลีดิโอน้องนี่มาลงไปมั้ยยีซีอ่ะเนี่ยยีมซีอ่ะเนี่ยบากว่าเลยสรุปอย่าจินลงไปရှင် ါလေးတွေကရင်စည်းတဲ့ပုံလေးတွေပါဒီအောက်ကခံတဲ့အဝတ်ကလေးကရေစုပ်ဖို့အတွက်ခံထားတာအဝတ်ပဲခံရမယ်နော်တ िश ူးလိုစက်ကူလိုခံလို့မရအောင်နော်ရေစိုးနေတဲ့ဟိုစက်ပြာဒုံးကြီးအောက်မှာကတ်သွားလို့ရှင်သူကခွာရခက်တယ်အဲဒါကြောင့်မို့သူ့ရေစုပ်ဖို့အတွက်ဆိုရင်အဝတ်ပဲသုံးရပါမယ်စက်ကူလိုတ िश ူးလိုသုံးလို့မရပါဘူး ကဲဒါလေးတွေက CP နီးနဲ့လုတ်ထားတဲ့မျက်နှာအတွေ့ဆက်ပြလေးတွေဖြစ်ပါတယ်မျက်နှာသုံးဖို့အတွက်ဆက်ပြလေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေကိုမနေ့တနေ့တုန်းကပေါ့နော်နှစ်ရက်ရှိပြီကျွန်မရေဆေးပြီးပြထားတယ်အဲ့ရေဆေးပြထားပြီးတဲ့နောက်ပိုင်းမှာဖြစ်တဲ့အခြေအနေလေးကိုပြောပြမယ်နော်အဲ့တော့ဒီဟာလေးတွေကိုကြည်လိုက်လို့ရှိရင် မတူပါဘူးနော်ဒါလေးတွေကရေစေးထားတာပါအပေါ်မျက်နှာပြင်လေးတွေပြောင်းနေပါတယ်เนาะအပေါ်မျက်နှာပြင်လေးတွေပြောင်းနေတယ်ဒါလေးကရေမစေးထားတဲ့ဆက်ပြံလေးတွေပါ ေမစေးထားတဲ့ဆက်ပြားလေးတွေပါဒါသူကအပေါ်မျက်နှာပြင်လေးတွေမှုန်နေတယ်နော်အဲ့တော့အဲ့လိုရေစေးပြီးတော့အယောင်တက်လာတာကို polish လုပ်တယ်လို့ခေါ်ပါတယ်မျက်နှာပြင်မှာကြီးလိုက်လို့ရှိရင်လေဒီဟာလေးကရေစေးထားတဲ့အတွက်ဒီတုံးလေးကရေစေးထားတဲ့အတွက်ကြောင့်မို့လို့ပျောင်ပျောင်လေးဖြစ်နေတယ်ဒါလေးကရေမစေးထားတဲ့အတွက်မပြောင်မဲနဲ့မှုန်မှုန်လေးဖြစ်နေပါတယ်နော် ါလေးတွေကရေစေးထားလို့ပြောင်ပြောင်လေးတွေဖြစ်နေတယ်။အပေါ်မှာလည်းပြောင်နေတယ်။အဲ့ဒါကိုအပေါ်မှာလည်းပြောင်နေပါတယ်။အဲ့တော့ဒါကိုဆက်ပြာကို polish လုပ်တယ်လို့ခေါ်တယ်။ဒီလိုပြောင်ပြောင်တင်းတင်းလေးဖြစ်နေပါတယ်။အဲ့တော့ကျမကဒီငါးတုံးကိုရေးဆေးထားတယ်ဒီငါးတုံးကိုရေးဆေးထားတယ်ဒီလေးတုံးကိုရေးမဆေးဘဲနဲ့ differences ကွဲပြားခြားနားမှုကိုတည်အောင်လို့ပြောပြတာပါတည်အောင်လို့လာပြတာပါအဲ့တော့ပြောင်းတဲ့ဟာလေးကလှတယ်နော်အဲ့တော့ဒီ CP soap HP soap လေးတွေလေပြောင်ပြောင်လေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်ဒါ polish လုပ်တယ်လို့ခေါ်တယ်ရေတရေစိန်လိုက်တာရေခဏလေးစိန်လိုက်တာပါဒီနှစ်တုံးမှာဆိုလို့ရှိရင်ဒါလေးကပြောင်းနေတယ် ဒါလေးอ่ะမှုံနေတယ်เนาะကဲကိုလုတ်ထားတဲ့စက်ပြာလေးတွေကို polish တင်ခြင်းနေဆိုရင်ဒီနီးတိုင်းပဲ polish တင်ပြီးมา packaging လုပ်ကြမယ်เนาะဒါလေးတွေက CP body soap လေးတွေပါဒါလေးတွေက CP body soap လေးတွေပါဒီဒီဟာလေးက polish လုတ်ထားတဲ့ ရေလေးနဲ့ polish လုပ်တယ်ရေစိမ်ပြီး polish လုပ်ထားတယ်နော်ဒါလေးက polish လုပ်မထားဘူးသူရဲ့မျက်နှာပြင်လေးကိုကြည့်လို့ရှိရင်ဒီဟာလေးကပြောင်ပြောင်လေးဖြစ်နေတယ်ဒီဟာကတိတ်မပြောင်ဘူးနော်မျက်နှာပြင် plain ဖြစ်နေတဲ့ဟွာတွေမှာစက်ပြားတွေမှာပို့ပြီးတော့မှပြောင်းတယ်နော်ဒီလိုမျိုးမျက်နှာပြင် plain မဖြစ်ဘဲနဲ့အပွင့်နေရှိတဲ့ဟာမှာပြောင်းတာကတိတ်မသိတာအောင်နော် ဒီနှစ်ခုမှာဆိုလို့ရှိရင်ဒါလေးက polish လုပ်ထားတာမျက်နှာပြင်ကို polish လုပ်ထားတာဒါလေးကရေစိမ့်ပြီးတော့မှ polish လုပ်ထားတာဒါက polish လုပ်မထားဘူးနည်းနည်းမှိန်ပါတယ်ဒါလေးကပြောင်းပါတယ်ဒီနှစ်တုံးမှာဆိုရင်ဒါလေးက polish လုပ်ထားတာလေးပါ ရေစိမ်ပြီးတော့မှ polish လုပ်ထားတာလေးပါဒါလေးอ่ะဒါလေးอ่ะရေမစိမ်ဘူး polish လုပ်မထားပါဘူးဒါလေးကနည်းနည်းလေးပြောင်းနေတယ်နော်ဒါလေးကနည်းနည်းလေးပြောင်းနေတယ်နော်ဒါကမှိန်နေတယ် ဒါလေးက polish မလုပ်ထားဘူးဒါလေးက polish လုပ်ထားတယ်